မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်နဲ့ဝိုင်းမော်မြို့နယ်တို့မှာစစ်ခွေးတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များကြားမနေ့ကဇွန်လ18ရက်နေ့မှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ18ရက်နေ့မနက်9:00နာရီအချိန်မှာမြစ်ကြီးနားမြို့ရဲ့မြောက်ဘက်မြစ်ဆုံအထက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ပြောပါရတယ်။ စစ်ခွေးတွေကမြေဆုံတန်ဖဲရွာကနေပူတာအိုဘက်ကိုလမ်းကြောင်းပြန်ဖွင့်ခြင်းတဲ့သဘောပဲပူတာအိုလုံရှာရန်လို့ခေါ်တယ်အဲ့ဒီဘက်ကနေလဲစစ်ခွေးတွေလုံရှာလာတာရှိတယ်ဒီဘက်ဆင်းလာတာပေါ့ပြီးတော့မြေကြီးနားဘက်ကနေတက်လာတာရှိတယ်တိုက်ပွဲဖြစ်နေတာက၃ရက်ရှိပြီတန်ဖဲမြေဆုံရဲ့အထက်နားမှာလို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်ဝိုင်းမော်မြို့နယ်မှာလဲမနေ့ကမနေ့9နိုင်ကစပြီးတော့နှစ်နာရီကြာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ပြောပါတယ်ဝိုင်းမော်ဘက်မှာရောသူတို့အခုတလောလှုပ်ရှားလာတယ်လက်နက်ကြီးနဲ့ပစ်တာ drone တွေနဲ့ရော drone ဘုံတွေရောချတာ လေရင်နဲ့လဲဝိုင်းပေါ်ဘက်မှာဘုံလာကျဲတာတရက်ကိုနှစ်ချိန်သုံးချိန်လောက်အများတန်းကျဲတယ်ဒီနေ့တော့တိုက်ပွဲကတော်တော်ကြီးကိုကြီးကြီးကျယ်ကျယ်ပဲမြေပြင်မှာထိတွေ့မှုဖြစ်တာလို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်အကြမ်းစစ်ခွေးတပ်ဟာဝိုင်းပေါ်မြို့နယ်မှာစစ်အင်အားထောင်ချီစုစည်းကစစ်ရေးပြင်ဆင်နေကြောင်းရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်ပြည်သူစစ်အင်အားနဲ့တထောင်ကျော်လောက်ရှိတယ်1400လောက်ရှိတယ်ထင်တယ်ပြီးတော့စစ်ကောင်စီရဲ့စစ်တပ်လည်းရှိတယ်စစ်ကောင်စီတပ်ကတော့ဘလောက်လဲအင်အားအထိကြမသိရသေးဘူးအင်အား2000နီးပါးလောက်တော့ရှိတယ် သူတို့စစ်မျက်နှာသုံးခုဖွင့်ပြီးတော့လှုပ်ရှားလာတာသူတို့ပြောပုံအရဆိုရင်ကံပိုက်တီပန်ဝါချီပွေတွေကိုပြန်သိမ်းမယ်တဲ့အဲ့ဒါသူတို့ဒီလာပိုင်းထဲမှာလှုပ်ရှားမယ်သူတို့ရဲ့ထိုးစစ်ဆင်လာမယ်သဘောရှိတယ်ဒီလာကုံလောက်မှာဘောလို့ကချင်စီရေးသတင်းရေးမြစ်ကခံမှန်းတုံးသက်ပြောကြားထားပါတယ်အကြမ်းဖက်စစ်ခွေးတက်ကစီရေးလှုပ်ရှားပြင်ဆင်နေတဲ့နေရာများဟာဝိုင်းမော်ကနေဗမော်မြို့ကိုဥတီမယ်စစ်မျက်နှာခတ်ချိုရွာအနီးနဲ့စရုံးကံပိုက်တီလမ်းတော်မှာဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ရက်များကတိုက်ပွဲများဇက်တိုက်ဖြစ်ပွားခဲ့တယ် ဖားကံမြို့နယ်မှာမနေ့ကတိုက်ပွဲသတင်းမကြားရဘူးလို့ပြောပါရယ်ဒါပေမဲ့ဇွန်လိုက်လ14ရက်နေ့နဲ့15ရက်နေ့ကဖားကံဒေသတိုက်ပွဲများမှာစစ်ခွဲတပ်ကအထိနာခဲ့တယ်လို့စီရေးသတင်းရင်းမြစ်ကပြောပါရယ်ဗမော်မြို့တိုက်ပွဲဟာမြေပြင်ထိပ်တွေ့မှုမရှိတော့လဲ drone လက်နက်ကြီးတွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေရှိတယ်လို့၎င်းကရှင်းပြထားပါရယ်မနေ့ကလည်းမနေ့အစောပိုင်းမှာ drone တွေရော drop bomb တွေရောအပြန်အလှန်ပဲပြီးရင်လက်နက်ကြီးတွေနဲ့ပစ်တာဗမော်ဘက်မှာမြေပြင်ထိပ်တွေ့မှုတော့မရှိဘူးလို့ကချင်စီရေးသတင်းရင်းမြစ်ကပြောပြထားပါရယ် ဒါအပြင်မန္တလေးမြို့ကနေအထက်ဘက်ကိုအေရဝတီမြေကြောင်းအတိုင်းစစ်ကောင်စီရဲ့တင်းမောင်းများအလုံးရင်းနဲ့တက်လာတဲ့သတင်းကြားလိုက်ရတယ်လို့၎င်းကပြောပါတယ်ဒီဘက်ကိုရောက်လာရင်တော့ငါတို့ကပြစ်ရမှာပဲအရင်လိုပဲဒါပေမဲ့ကျွန်တော်ထင်တာကတော့ဘမော်တော့မရောက်နိုင်ဘူးထင်တယ်တပိတ်ချင်းမှလည်းတိုက်ပွဲကအကြီးအကျယ်ဖြစ်နေတာတပိတ်ချင်းတို့ထီးချိုင်းတို့ရွှေကူတို့ဘက်ကိုရိတ်ခါလာပို့တာဖြစ်မယ်လို့ကချင်စီရဲ့သတင်းအင်းမေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR ဒါလေးမျက်နှာမြို့နယ်တိုက်ပွဲအတွင်းမှာတေဆုံးခဲ့တဲ့ မဆာယာလေးကစစ်ဘုတုံးနဲ့တက်ကြဈေးယံဖြိုးရဲ့ရုပ်အလောင်းများကိုရွှေမြင့်တဲ့မီးသဂျုံဇက်မှာတဂျိုခဲ့ပြီးတော့ဒဏ်ရာရတဲ့စစ်သားများကိုလည်းမင်္ဂလာတုံးစစ်ဆေးရုံကိုနာယေးကားများနဲ့ပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ18ရက်နေ့မွန်လွဲ3နာရီခွဲအချိန်ကမှပသိမ်မြို့နယ်အမှတ်လေးစစ်မြေပြင်စေးတိုက်ရင်ကလေးမြန်နာတိုက်ပွဲအတွင်းဒဏ်ရာရရှိခဲ့ပြီးတော့စေဝါကူတာမှုခံယူနေတဲ့စစ်ဘုတုံးဟာတေဆုံးခဲ့ပြီးတော့ရွှေမြင့်တဲ့မီးသဂျုံဇက်မှာဘဝစည်းစာနာယေးကားအင်စည်းကားစစ်တပ်ဖောကား ပိယကစုစုပေါင်းကား9စီးနဲ့မတာချသွားတယ်လို့သိရပါဗျ။ဇွန်လ16ရက်နေ့မိုးလွယ်တနအိခွဲအချိန်ကမှပသိမ်မြို့နယ်အမှတ်၄စစ်မြေပြင်စစ်တပ်ရင်းကလေးမြနာတိုက်ပွဲအတွင်းမှာဒဏ်ရာရရှိခဲ့ပြီးတော့စေဝါကုသမှုခံယူနေတဲ့တက်ချက်ဇေယျဖြိုးအသက်38နှစ်ဟာတေဆုံးသွားပြီးတော့ရွှေမြင်းတဲမိသူဂျိုဆက်မှာဘဝစည်းစာအတုမကအင်းစည်းကဖောကားများနဲ့စုစုပေါင်းကား9စီးနဲ့မတာချသွားတယ်လို့သိရပါဗျ။ဒါအပြင်ဇွန်လ16ရက်နေ့မနက်ပိုင်းကလည်း လေးမြန္တာတိုက်ပွဲများအတွင်းမှာပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့မဆာယာလေးကစစ်သားများကိုရန်ကုန်မြို့မှာရှိတဲ့မင်္ဂလာတုံစစ်ဆေးရုံကိုနိုင်ရီကားများနဲ့ပို့ဆောင်နေပြီးဒဏ်ရာရစစ်သားများကိုလည်း light truck ကားများနဲ့မဆာယာလေးကိုထပ်မံရောက်ရှိလာတယ်လို့သိရပါတယ်။လေးမြန္တာတိုက်ပွဲအတွင်းမှာတေဆုံသွားတဲ့မဆာယာလေးကိုရောက်နေတဲ့စစ်ဗိုလ်တအုပ်နဲ့တက်ချက်ဇေယျဖြိုးရဲ့ရုပ်လောင်းတွေကိုရွှေမြင်တင်မိသကြုံဆက်မှာတကြိုတာပါ။နောက်ပြီးတော့တိုက်ပွဲထဲမှာထိခိုက်ဒဏ်ရာရတဲ့စစ်ခွေးတွေကိုလည်းအမှန်လေးစစ်မြေပြင်စေးတက်ရင်ထပ်ရောက်နေပါတယ်။ ။ဒဏ်ရာပြင်းထန်တဲ့စစ်ခွေးတွေကိုတော့မင်္ဂလာရုံစစ်ဆေးရုံကိုထပ်ပြီးတော့ပို့နေတယ်လို့ဒေတာတွင်းစီရေးသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့ရဲ့အထက်ဘက်သခိုင်းတားဝက်လက်မြို့နယ်မှာရှိတဲ့အေယော်ရီမြေကမ်းဘေးကခြေရွာတွေကိုဇူလိုင်လ18ရက်နေ့မနေ့ကညနေပိုင်းကစစ်ခွေးအုပ်စုက112လေးရင်နဲ့ဗုံးကျချသွားလို့ကလေးတငယ်နဲ့အမျိုးသမီးတွေအပါအဝင်ဒေသခံအရဲသားပြည်သူဒါဇင်နဲ့ခြေပြီးတော့တိတ်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဝက်လက်မြွနယ်အခြေချံရှားကွဲရွာငါးဘက်ချောင်းရွာနဲ့ရေလယ်မော်ရွာတို့ကိုအချမ်းမဲ့စစ်ခွေးတပ်ကမန္တလေးမြို့တရုတ်လေးတပ်ကနေတက်လာတဲ့112လေးရင်တစည်းနဲ့မနေ့ကညနေ9:00နာရီဝင်းကျင်မှာထင်းတိုင်းကျဲပြီးတော့ဘုံတွေကျဲချသွားတယ်လို့ဆိုပါရယ်ကနောင်းအနေနဲ့တိတ်ဆုံးတာက15ဦးရှိပြီးဒဏ်ရာသူအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲရေးတွက်နေဆဲဖြစ်တယ်လို့ဒေသခံမြေပြင်ကင်းထောက် Wallet Informational Network ကကိုနေကားလေးကပြောပြထားပါရယ်မဘတ်ချောင်းကြီးပါကပြည်သူ10ဦးလောက်တိတ်ဆုံးသွားတယ်တဲ့ဒဏ်ရာတဲ့သူတွေလည်းများတယ် မရေတွက်နိုင်သေးဘူးတဲ့ရှားခွဲကြေးပါကလည်းပြည်သူ9ဦးသေဆုံးပြီးဒဏ်ရာရတဲ့သူတွေများတယ်တဲ့သေဆုံးတာကတော်တော်လေးကိုစိုးစိုးဝါးဝါးဖြစ်ကုန်တယ်လို့ပြောတယ်အထိကိုက်ကလည်းများတယ်ကျွန်တော်တို့သွားကြည့်တာတော့ထိကိုက်တာကမရေမတွက်နိုင်သေးဘူးတဲ့ထိကိုက်တာတွေများလုံးလို့ရေတွက်ထားတာတွေတောင်မေ့ကုန်တယ်လို့ပြန်လည်ပြောပြထားပါတယ်ဘုံထိမှန်နဲ့ OA ပျက်စီးသွားသလိုကျွဲနွားတေဆုံးမှုတွေလည်းရှိတယ်လို့ဆိုပါရယ်ထိခိုက်တေဆုံးမှုနဲ့ပျက်စီးမှုအရေးအတွက်ကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါရယ်ဇွန်လ18ရက်နေ့မနေ့ကမနက်ပိုင်းက မန္တလေးမြို့ကနေတဆင်စစ်ကောင်းစီအုပ်စုရဲ့စစ်သည်မောထောက်ပို့နယ်ခိုးရပါပစ္စည်းတွေကိုတည်ယူရေးအတွက်ရေးရင်အစီ20ဝန်းကျင်ဟာအေအော်ရီမြေကြောင်းအတိုင်းဆန်တက်နေတဲ့အချိန်စစ်ခွေးအုပ်စုကအခုလိုမျိုးမြေကမ်းဘေးကကြေးရွာတွေကိုအကြောင်းမဲ့တတ်တတ်၄ချောင်းကနေတိုက်ခိုက်သွားတာလို့ဒေသခံတွေကပြောပြထားပါဗျ။ပြီးခဲ့တဲ့ဇူလိုင်လ17ရက်နေ့ကလည်းစစ်ခွေးတပ်ကရေလံမော်ရွာကိုအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူတအုပ်ဒေသုံးက9ဦးတန်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ကောင်စီပြည်သူစစ်အဖွဲ့ဝင်တအူးလဲဖြစ်မဘာသာအဖွဲ့ဝင်တအူးလဲဖြစ်တဲ့တန်တွဲမျိုးငပလီကဒေသခံတအူးကဥဆောင်ပြီးတော့ ULAAA ကိုကန့်ကွက်ဆန္ဒပြရန်စီစဉ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်မြို့ကြောက်တရားမြို့နယ်မဟာဗန္ဒူလာစုလီပန်းချံမှာအာရခတက်တော် AA ကိုကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ရန်စီစဉ်နေခြင်းဖြစ်ပြီးတော့ကန့်ကွက်ဆန္ဒပြပွဲဥဆောင်သူများကဆန္ဒပြပွဲမှာပါဝင်တဲ့သူတွေကိုနေစားကပေးဖို့အတွက်စီစဉ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဆန္ဒပြပွဲကိုပြီးခဲ့တဲ့ဇူလိုင်လ6ရက်နေ့မှာပြုလုပ်ရန်စီစဉ်ခဲ့တော့လေသဆိုင်ရာမြို့နယ်ဖြစ်တဲ့ကြောက်တရားမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကခွင့်မပြုခဲ့ဘူးလို့ပြောပါတယ်။ဆန္ဒပြပွဲကိုဥဆောင်စီစဉ်သူပြည်သူ့ဆက်အဖွဲ့ဝင်ထုံးစော်လက်နဲ့နှိစက်သူတို့က ဒီလ15ရက်နေ့မှာတကြိမ်ထပ်မံပြီးတော့တင်ထားတယ်လို့ပြောတယ်ဟိုဘက်ကတော့ဘာမှအကြောင်းမပြန်သေးဘူးဒါပေမဲ့ခွင့်ပြုချက်ကြဖို့များပါတယ်ပြည်သူ့စစ်အဖွဲ့ကကန့်ကွက်ဆန္ဒပြမဲ့သူတွေလူစုနေတယ်လို့ပြောတယ်လူကတိတ်ရှာလို့မရဘူးဖြစ်နေတယ်နေသားကပေးနေတော့လုတ်တယ်လို့ကြားတယ်ဘလောက်ပေးမယ်ဆိုတာကတော့သူတို့ဘက်ကတရားဝင်မပြောသေးဘူးလို့ပြောပြထားပါတယ်အခုလိုမျိုးတန်တွဲပြည်သူ့စစ်အဖွဲ့ကကြောက်တရားမျိုးနဲ့အထွေထွေအုပ်ချုပ်ရင်းမှုဦးစီးဌာနကိုထပ်မံပြီးတော့ဇွန်လ10ရက်နေ့ကစပြီး၃ချိန်တိုင်တိုင်ခွင့်ပြုချက်တင်ပြခဲ့တော့လဲ ခွင့်ပြုမိတ်မရဘဲနဲ့ဇွန်လ15ရက်နေ့မှာတချိန်ခွင့်ပြုချက်တင်ထားတယ်လို့သိရပါတယ်ဆန္ဒထုတ်ဖော်ကြမဲ့တောင်းဆိုစာမှာ ULAA ကိုမထောက်ခံကြောင်းနဲ့ရခိုင်ပြည်အတွင်းကနေခြေမုံမောင်းထုတ်ပေးရန်အာဏာသိမ်းအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကိုတောင်းဆိုထားပါတယ်ဒါအပြင်ရန်အောင်မှာရရှိနေတဲ့ရခိုင်တွေကစစ်ဘေးရှောင်ကူညီသူများဟာ ULAA နဲ့တိုက်ရိုက်ပတ်သက်မှုများရှိနေတဲ့အတွက်၎င်းတို့ကိုဖော်ထုတ်ဖမ်းဆီးပေးရန်လိုအပ်ကြောင်းလဲတောင်းဆိုထားပါတယ်ရန်ကုန်ရောက်လူမှုအဖွဲ့အစည်းတစ်ခုမှလုတ်ကင်နေသူတအူးက ရန်ကုန်ကိုရောက်နေတဲ့ရခိုင်လူမှုအဖွဲ့အစည်းတချို့ကိုလာပြီးတော့စီးယုံနာတွေလုပ်နေတယ်ကျွန်တော်တို့ပါဝင်မှာမဟုတ်ပါဘူးတမိုင်းတရားခံလည်းမဖြစ်ချင်ဘူး ULAA ကသူတမိုင်းသူရေးနေတာပါတနိုင်ငံလုံးကိုလူတက်နေတဲ့စစ်ခွေးဘတ်တော်သားတွေနဲ့ကျွန်တော်တို့မပူးပေါင်းပါဘူးဒီဆန္ဒပြပွဲကိုလုပ်နေတဲ့ကောင်တွေကိုလည်းကန့်ကွက်ပါတယ်ရှုံချပါတယ်လို့ပြောပြထားပါတယ် ULAA ကိုမထောက်ခံကြောင်းအပါအဝင် ရခိုင်ကစစ်ပေးဆောင်များအားကုညီပေးနေသူများကို ULAA နဲ့တိုက်ရိုက်ပတ်သက်မှုများဖော်ထုတ်ဖမ်းဆီးပေးရန်ပြောနေခြင်းအပေါ် ရန်ကုန်ရောက်စစ်ဘေးရှောင်ရခိုင်များကစိုးရိမ်နေကြပါတယ်။ဆန္ဒပြပွဲကိုဥဆောင်တဲ့ဦးထွန်းစော်လက်ဟာတန်တွဲမျိုးငပလီကန်းကြီးလင်းတာချေးရွာကဖြစ်ပြီးတော့၎င်းဟာတန်တွဲမျိုးမှာအခြေစိုက်ထားတဲ့ခလိုက်ရ55မှာနေထိုင်သူတအုပ်ဖြစ်ပြီးတော့လက်ရှိမှာမရန်ကုန်မြို့နယ်မှာစစ်ဘေးရှောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုဆန္ဒပြပွဲကိုဥဆောင်သူများဟာငပလီကဦးထွန်းစော်လက်ကိုရဲလင်း တန်းထိုးဥတို့ဖြစ်ကြပြီနော်၎င်းတို့ကိုဘုံမှုအောင်နိုင်ဥကငပလီမျိုးလင်းတာရက်ကွက်ပြည်တော်စုကြန့်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကလက်သက်မွေးပွေးထားတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်ပလက်ဝအပါဝင်ရခိုင်ပြည်နယ်တဲကမြို့နယ်၁၄ခုစုစုပေါင်းမြို့၁၅မြို့ကိုအေအေကတိမ့်ပိုက်ထားပြီးတော့ကြန့်ရှိနေတဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တို့မှာလည်းစီရင်များဖော်ဆောင်ရဲ့ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်းစီလက်အောက်ခံဝင်ကြီးဌာနဆိုင်ရာနန်းစီဒီယံဝန်ထမ်းများရဲ့တာသမီများပြည်ပကိုထွက်ရန်နိုင်ငံကူးလက်မှတ်လျှောက်ထားမယ်ဆိုပါကဝင်ကြီးဌာနကသိရှိကြောင်းထောက်ခံချက်တင်ပြခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝင်ကြီးဌာနဆိုင်ရာဝန်ထမ်းများရဲ့တာသမီများအနေနဲ့ပြည်ပကိုထွက်ရန်နိုင်ငံကူးလက်မှတ်ကိုလျှောက်ထားခြင်းတက်တန်းတိုးခြင်းများကိုဆောင်ရွက်မယ်ဆိုပါကမိဘဖြစ်သူကိုယ်တိုင်သက်ဆိုင်ရာဝင်ကြီးဌာနထံမှမိမိရဲ့တာသမီများနိုင်ငံကူးလက်မှတ်လျှောက်ထားမှာဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနကထောက်ခံချက်ထုတ်ပေးပါရန်တရားဝင်လျှောက်ထားရယူရမှာဖြစ်တယ်လို့သိရပါတယ်။ passport လျှောက်တုန်းကတော့အဲ့ဒီလိုထောက်ခံချက်တောင်းရတာမရှိဘူး။တက်တန်းပြန်တုံးမှမိဘကဝန်ထမ်းဖြစ်နေလို့မိဘအလွတ်လုပ်တဲ့ဝန်ကြီးဌာနထောက်ခံချက်တောင်းခိုင်းနေ passport အသစ်လုတ်တာရောတက်တန်းတိုးတာရောနှစ်ခုစလုံးအတွက်မိဘကဝန်ထမ်းဖြစ်နေရင်ထောက်ခံချက်လိုလားလို့ပြောတယ်လို့ဇူလိုင်လ14ရက်နေ့က passport တက်တန်းတွားတိုးခဲ့တဲ့ကျမရဲ့ဝန်ကြီးဌာနကနန်းစီဒီယအရာရှိတအုပ်ရဲ့တားဖြစ်သူကသတင်းပေးဖို့ပြောကြားထားပါတယ်။ ဒါအပြင်စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေတဲ့စီဒီအမ်ဝန်ထမ်းတွေရဲ့တာသမီတွေကိုတော့နိုင်ငံကူးလက်မှတ်ရှောက်ထားရမှာစစ်ခွေးတပ်ကပယ်ချပိတ်ပင်ထားပြီးတော့ပြည်ပထွက်ခွင့်တွေကိုပါပိတ်ပင်ထားတယ်လို့သိရပါတယ်။မိဘဖြစ်သူများကိုစီဒီအမ်စရင်ကတပ်ဆိုင်ရာဝန်ကြီးဌာနကပယ်ဖြတ်ပေးမှသာလျှင်တာသမီတွေကိုနိုင်ငံကူးလက်မှတ်ထုတ်ပေးရတယ်။ပြည်ပထွက်ခွင့်ပြုရန်စစ်ခွေးတပ်ကညွှန်ကြားထားတယ်လို့သိရပါတယ်။စီဒီအမ်ဝန်ထမ်းများကိုလည်းနိုင်ငံကူးလက်မှတ်ရှောက်ထားခွင့်နဲ့ပြည်ပထွက်ခွာခွင့်များကိုပိတ်ပင်ထားတယ်လို့ပြောပါတယ်။ စစ်ကောင်စီကနန်းစီဒီယမ်ဝန်ထမ်းများရဲ့တာသမီများနိုင်ငံကူးလက်မှတ်ရှောက်ထားမှုများကို အထူးစီစစ်တင်းကျပ်လျက်ရှိတော်လဲစစ်ခွေးတိုက်ရဲ့အရာရှိကြီးများရဲ့တာသမီတွေကတော့နိုင်ငံကူးလက်မှတ်များအလွဲတကူပင်ရရှိနေပြီးပြည်ပကိုအစစ်အစစ်အမင်းများမရှိမကြာခဏသွာလာနေနိုင်ကြတယ်လို့နေပြည်တော်ဝန်ထမ်းအတိုင်းဝိုင်းနဲ့တပ်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ